မင်္ဂလာပါအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြရွေ့ပေးခင်ကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါရယ်ဒီနေ့မှာတော့ပုံချင်းအဆိုးပြီးရင်အကောင်းလာမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ဒီသန္တာကလုဖို့အတွက်တော်မှယောဂီပုဂ္ဂိုလ်တို့ဆိုတာအပြင်းထန်စ조사အားထုတ်ကြရတာ ရလက်တိုင်းရလက်တိုင်းဒီကြိုးစားအားထုတ်မှုအပေါ်မှာမူတည်တယ်ဒါကြောင့်ကြိုးစားနေရမယ်ဒီတော့ဘဝဆိုတာကအမြဲတမ်းကြိုးစားနေခြင်းတိုက်ပွဲဝင်နေခြင်းနဲ့ပတ်သက်တယ်အရှိကိုဆက်သွားနေဖို့အရာအတွက်အင်မတန်အရေးကြီးတယ်အလျှော်ပေးခြင်းစိတ်တွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်အားပေးရမယ်ဘယ်တော့မှအလျှော်ပေးဖို့မစင်စားနဲ့ဘရောစကဆိုယောစကားတွေလည်းရှိကြတယ်အားပေးတဲ့စကားတွေပေါ့ဟောမိုးရပြင်း တတ်တန်လာမယ်မုံနိုင်ပြီလို့ရှိရင်တည်ငြိမ်မှုရောက်လာမယ်ညပြီးရင်မနက်ရောက်လာမယ်အဆုံးတစ်ခုပြင်းရင်အစ်စ်တစ်ခုပြန်ဆောင်မယ်အဲ့ဒီလိုဆိုတော့ဒီလိုမျိုးဆိုရိုးစကားတွေနဲ့ကိုကိုကို ပြန်ပြီးတော့အားဖြစ်အောင်လို့ကိုယ်စိတ်ကိုပြန်မြင့်တင်ပေးရတယ်လူဆိုတာစိတ်ဓာတ်ကြတတ်တဲ့တတဝါမျိုးဖြစ်ပေမဲ့လို့ကိုယ်ကိုယ်ကိုလည်းပဲစိတ်ဓာတ်မြင့်အောင်ပြန်ပြီးတော့မြင့်တင်နိုင်တဲ့လူစားမျိုးတွေဖြစ်တယ် ါကြောင့်ဘဝကိုအရှုံးမပေးရဘူးအရှုံးပေးကြတဲ့စိတ်မျိုးဝင်လိုက်လို့ရှင်အရှုံးသမားဖြစ်သွားတာပဲအရှုံးမပေးဘူးဆိုရင်ဒါနိုင်မဲ့အနိုင်ရမဲ့သူတယောက်ဖြစ်သွားတာပဲဘဝမှာဆုလတ်ဆိုတာအမြဲရှိတယ်အဲ့ဒီဆုလတ်ကကြိုးစားနေတဲ့သူတွေအတွက်ပဲအခက်အခဲတွေကြားတဲ့ကပဲအခွင့်အရေးကိုရှာကြရတာပဲလူတိုင်းကဒီလိုပဲရှာဖွေနေကြတာကိုယ်မတောင်းဝန်တွေအများကြီးရှိနေကြတော့လဲဟောဖြည့်ရှင်းစရာပြဿနာတွေရှိနေကြတော့လဲ ထွက်ပေါက်တစ်ခုကိုတော့အမြဲရှာနေကြတာပဲရှာရင်တွေ့တယ်မရှာရင်မတွေ့ဘူးဒါကြောင့်ရှာနေဖို့လဲလိုသလိုတစ်ခုခုလုံနေဖို့လဲလိုတယ်ဘာမှမလုပ်ဘဲနဲ့ထိုင်နေလို့ကတော့ဘာကုန်မှလည်းမျောလင်းလို့မရဒါကြောင့်တစ်ခုခုလုံနေရမယ်ဘဝအတွက်ကတော့မလုပ်လို့မရဘူးလုပ်ကိုလုံနေရမယ်စူးစမ်းနေရမယ်အဲ့တော့စွန့်လွတ်မယ်တော်ပြီဆိုတဲ့စိတ်တကြဆိုတဲ့အရာမျိုးအစိုးအမြင်နဲ့ ကြည်ပုံမျိုးသုံးသပ်ပုံမျိုးဘယ်တော့မှမလုံမိစင်နဲ့ကို့မှာဘဝရှိသေးတယ်ကို့မှာရှေလျားတဲ့ခရီးကြီးကိုလျှောက်လာအောင်မယ်အဲ့တော့ဘလို့ပဲဖြစ်ပါစေနေ့စဉ်နေ့တိုင်းမှာတက်ကြွတဲ့စိတ်နဲ့ပဲကြော်ဖြတ်သွားမယ်အခက်ခဲဆိုတာလူတိုင်းမှာရှိတယ်လူမှုရေးပြဿနာဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒီပြဿနာတွေကိုသာအမြဲတမ်းထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ဘယ်ကူမှလည်းရောက်မှာမဟုတ်တော့ဘူးဘာမှလည်းလုံးလို့ရတော့မှာမဟုတ်ဘူးနေ့စဉ်နဲ့အမြညီတွားရင်စိတ်ညစ်ရင်လည်းပဲကုံဆုံးသွားလိမ့်မယ် အဲ့ဒီတော့ဒီအောင်မြင်ဖို့အတွက်ကြိုးစားသည်ပဲဖြစ်ပါစေအစဉ်ပြေဖို့ကြိုးစားသည်ပဲဖြစ်ပါစေယခုလက်ရှိကြုံနေတဲ့အခက်အခဲတွေထဲမှာကိုအခွင့်ရေးဆိုတာကိုရှာကိုရှာတတ်ရှာတတ်ရမယ်ဆိုတဲ့ဥစ္စာ စကားပြောတော့လွယ်တယ်တကယ်ရှာကျင်တဲ့လူဆိုလို့ရှိရင်လည်းရှာတွေးကြတာကြီးပဲအဲ့ဒီတော့အခွင့်ရေးဆိုတာတွေကနေရာတိုင်းမှာရှိတယ်တကယ်ပြဿနာတွေထဲမှာကိုအခွင့်ရေးဆိုတာရှိနေတတ်တယ်အခက်အခဲတွေဆိုတဲ့အထဲမှာကိုအခွင့်ရေးဆိုတာရှိနေတတ်တယ် တွေ့အောင်ရှာပါတွေ့အောင်ရှာပြီးတော့တခုခုကိုလုံရင်းဖြင့်ကိုမျော်လင့်တဲ့အရာကိုဆောင်စားပါ အချိန်ကျရင်ရောက်လာလိမ့်မယ်မိုးရွာပြီးတတ်တံပေါ်တာပဲအဲ့တော့အာလျှော့မဲ့အရာတွေကို အာယော့စေမဲ့အရာတွေကိုမတွေးနဲ့အာယော့စေမဲ့အရာတွေကိုနားမထောင်နဲ့အာတက်စေမဲ့အရာတွေကိုသာတွေးခေါ်မိမိကိုယ်ကိုအမြဲတမ်းစိတ်တမြင့်တင်ပေးအမြဲတမ်းမြင့်တင်ပေးဖို့လိုတယ်ဒီလောက်ပြဿနာကတော့ကြော်ဖြတ်နိုင်တယ်ဒီလောက်ကတော့ ေးစစကြောဖြတ်သွားမယ်မမှုဘူးဆိုတဲ့စိတ်မျိုးကိုထားရတယ်ဒီတော့မှလည်းကြောဖြတ်နိုင်ကြတာမဟုတ်ရင်အရှုံးသမားတွေရဲ့ကြည်ပဲညာလာလိမ့်မယ်ဘဝဆိုတာအရှုံးပေးဖို့မဟုတ်ဘူးဘဝဆိုတာတိုက်ပွဲဝင်နေဖို့ဒါကြောင့်ကိုယ့်ရဲ့ဆိုင်ရဆိုင်ရဘဝတွေအတိုင်းလောကလောကီအတွက်ပဲဖြစ်ပါစေလောကုတ္တရာအတွက်ပဲဖြစ်ပါစေကြိုးစားမှသာရတာဖြစ်တဲ့အတွက်ကြောင့်မချော်တော့လုံလာနဲ့စက်သာကြိုးစားပါ ဘယ်တော့မှစိတ်တက်ကြမဲ့စကားမျိုးမပြောနဲ့ဘယ်တော့မှစိတ်တက်ကြစေမဲ့အရာမျိုးတွေမတွေးနဲ့ဖြစ်ကိုဖြစ်စေရမယ်အဲ့တော့ဒေဃာမတေရောဇွဲလည်းမလျှော့ဘူးညောင်းတဲ့ချက်ကိုလည်းမပြတ်စည်းစေရဘူးလုံနိုင်တာတကုတ်ကုလုံနေရင်လည်းဆက်လျှောက်ပါမယ်အဲ့ဒါကိုပဲပြီးပြည့်စုံတဲ့ဘဝလို့ခေါ်ရတာပဲဆက်ပြီးတော့ကြိုးစားပါဘယ်တော့မှလည်းစိတ်တက်မကြပါနဲ့စိတ်တက်ကြစေမဲ့အရာမှန်သမျှကိုခေါင်းထဲကထုတ်ပြစ်လိုက်ပါတက်တက်ကြွကြွနေပါ ကုသိုလ်စိတ်နဲ့အေးအောင်နေပါအေးချမ်းပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဒါကြောင့်ကဘာသူကဘာသားပေါ့မိမိစူးစမ်းတဲ့တော့အရာများကိုစူးစမ်းနေရင်ဖြင့်အနာဂတ်မှာအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ